လူငယ်လေးတယောက်ကိုတောထဲမှာဆာမူရိုင်းတွေကဝိုင်းလိုက်နေကြပါတယ်။အဲ့ချိန်မှာဝါးပြီးတဲ့ဘက်ကိုခုတ်လိုက်ပြီးတော့လူငယ်လေးရဲ့ပုံစံကသပင်းဖြူဝှစုံကလည်းဖြူထဲနဲ့ဓားတစ်ချောင်းခါမှထိုးထားတာကိုတွေ့ခဲ့ရပါတယ်။သူနောက်ကိုလိုက်လာတဲ့ဆာမူရိုင်းတွေကတော့စုစုပေါင်း၄ယောက်ဖြစ်ပြီးဓားရီကိုစီနဲ့လူငယ်လေးကိုချိန်ထားကြတာပါ။ကောင်လေးကခက်တီနဲ့ထားဖိုက်တော့ပဲအနေထားနဲ့ကြီးချင်အောင်မလုပ်နဲ့ဆိုပြီးပြောတော့ထပ်ပြေးသွားပါပြီ။ဟာဒီကောင်ထပ်ပြေးပြီလိုက်ကြစမ်း။ ဓာတ်တော့ဘွေတားမြစ်ပြီးကလေးကဘသူကဒီလိုဟာမျိုးကိူးဆိုင်လို့တော့သူကတော့ကေတိုကီစာကာတာပါထေရှားရဲ့မှတ်သားအနေနဲ့တဘာဝတိုင်းကောက်နေတဲ့သဘင်ရှိပါရဲ့အချိုးကြိုက်ပြီးအချိုးစားလို့နဲ့ပြီးတော့သူကအဓိကစက်ကောင်ဖြစ်ပါရဲ့ကေတိုကီကအုံနေရတစ်ခုပေါ်ခုံတက်လိုက်ပြီးတောင်းမှန်ပါရဲ့ဒါပေမဲ့ Lady 40 show ကြီးကြီးရှိသေးတယ်ဒီလိုပြောပြီးအုံနေရတစ်ဖက်ကိုခုံစင်းချလိုက်ပါရဲ့အဲ့ဒီအချိန်မှာ gain ဆိုပြီးတော့ oga ပြေးလာသူကတော့ရှင်ပန်ချီပဲဖြစ်ပါရဲ့ရှင်ပန်ချီရဲ့နောက်မှာလဲလူ၄ယောက်လောက်လိုက်လာတွေ့ခဲ့ရပါရဲ့ ရှေပန်ချီကတော့လူရိုးလူရည်တွေဖြစ်ပြီးတော့ဆာမူရိုင်းစိတ်သက်ရှိလာအောင်ဂျီတိုကီစီမှာအလလုံနေတဲ့သူပဲဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်ပြေးတာပြေးတာဆိုပြီးမရောက်သားထပြီးပြေးကြပါပြီ။တိုက်ချိုတိုက်ကြအင်ဂျိုအင်ဂျာတွေပါထွက်ပြေးခဲ့ကြပြီးနောက်ကဆာမူရိုင်းနေရာလည်းလိုက်လာကြပါတယ်။တမန်ရက်ကတ်တေတဲ့ကနေတိုက်ကြီးတာကြီးနဲ့ရှင်မြန်နေပါရှိနေတဲ့ဘတ်ချန်းကိုရောက်သွားပါတယ်။အဲ့ချိန်မှာပဲဂီတိုဂီတိုနောက်ကိုလိုက်လာတဲ့ဆာမူရိုင်းတွေကိုအကောင်အကောင်စီးလာတဲ့ကလေးမလေးတယောက်ကဝင်တိုက်လိုက်ပါတယ်။ ဲ့ဒါကတော့ကာဂူရာဖြစ်ပြီးစကြရာတဲကအတ္တမအောင်ဖြစ်တဲ့ယာဒိုကလန်ကပါ။သူကချစ်စရာတော့ကောင်းတယ်ဒါပေမဲ့စကားပြောချမ်းပါရင်သူစည်းလာတဲ့ကြောင်လိုခွေးလိုပုံစံကောင်လေးကတော့စာဒါဟာရုပဲဖြစ်ပါတယ်။ကာဂူရာရဲ့အိမ်ဝဲဒိဋ္ဌိဆန်းစမ်းကျဲတဲ့အီယာမသတ္တဝါပါ။ကြည့်ပါဦးသူတို့စိတ်ဆိုးသွားပြီတင်တယ်။ကာဂူရာအနေနဲ့ဒီကနေ့ထွက်သွားရင်ကောင်းမယ်ဆိုပြီးဟိုနှစ်ယောက်ကလည်းထွက်ပြေးသွားပြန်ပါပြီ။ဆာမူရိုင်းတွေကလည်းကာဂူရာကိုဒေါသထွက်နေကြပြီ။မြင်မြန်လို့ခဏနေလီလီဖိုးကလာတော့မှဆိုပြီးကာဂူရာကလည်းပြောနေပါသေး တင်ဆက်သူဒိုရှီယိုရှိပါကသမီးတို့ကိုစောင်းနေတဲ့ထင်နေဆိုပြီးစာတဟာရိုးကိုစီးကထွက်ပြေးပါပြီသူတို့နေတဲ့မြို့ပေါ်မှာလေတင်မောတွေကလည်းပြန်လဲရှိနေကြတာပါတိုးရောင်သားကလည်းပြေးလာနေကြရင်တနေရာမှာတော့တိုက်ကြတဲ့နေရာနေနဲ့ပြေးမိသွားပါပြီမင်းတို့တော့ပြေးသွားပြီကွာအဲ့ဒီမှာဂင်တိုဂီကဆရာအိထာနဲ့မင်းဘာပြောနေရလဲငါတို့ကတမင်အဖမ်းခံလိုက်တာဟာကာကူရာကလည်းကျေးဇူးတော်တင်တဲ့နဲ့ဇာမူရိုင်းတွေကတယောက်ကလည်းဘာပြောလဲခွေးတောင်ကတမျိုးလုံးပတ်ပြေးနေပြီးတော့မှအခုမှဒီလိုလာပြောနေနေ မင်းတို့ကဘယ်အဖွဲရလဲပြီးတော့မင်းတို့ကငါတို့အဖွဲကိုထောက်လန်းလုပ်နေတဲ့တရှိရီမလားမင်းတို့မတက်ခင်ငါတို့ကမင်းတို့တတ်ပေးမယ်မင်းတို့ကဘယ်ရလဲဆိုပြီးဓာရီကိုဆွဲထုတ်လိုက်ပြန်ပါပြီဂင်တို့ကြီးတို့အဖွဲကလည်းကောင်းပြီလေမင်းတို့ကမေးတယ်ဆိုတော့လေအိမ်မူကိစ္စကစလူပြောက်တာအဆုံးမင်းတို့ဒုက္ခရောက်နေငါတို့စီကိုသာလာခဲ့ပါငါတို့ကဘယ်လောက်ကိုမဆိုလုပ်တယ်ငါတို့ပတ်ဆိုင်ရတဲ့ဘယ်လောက်ကိုမဆိုလုပ်ပါတယ်သူတို့အဖွဲရဲ့နာမည်ကအဆုံလုံးဂင်ပဲဖြစ်ပါတယ် အဲ့ချိန်မှာပဲဆာမူရိုင်းနေတဲ့သူတို့အဖွဲ့ရဲ့ကြားထဲကိုကြောင်နဲ့လေးတကောင်ကညှောင်းဆိုပြီးတော့ဝင်လာပါတယ်။သူတို့ကအဲ့ဒီကြောင်လိုက်ရှာနေကြတာပါ။ဒါကယာမာတိုဝါရဲ့ကီရိုမီဆိုတဲ့ကြောင်ပဲဖြစ်မယ်။သူတို့ကအဲ့ဒီကြောင်လေးရဲ့တပုံနဲ့ကြောင်လေးကိုလိုက်ရှာနေကြတာဖြစ်ပါတယ်။ရေကြီးမှုတ်ကြွေးပြီးကြောင်လေးကိုဖမ်းဖို့လုပ်ပြင်မယ်။ကြောင်လေးကထွက်ပြေးသွားလို့ဂီတိုဂီရိုအဖွဲ့လည်းလိုက်သွားရပါတယ်။ဆာမူရိုင်းတို့ကတော့အဖက်မလုပ်ပဲထားသွားခဲ့တာပါ။ကြောင်တော့ကိုလိုက်နေရင်ဂီတိုဂီကကားလမ်းမပေါ်ရောက်မှကားတိုက်ခံနိုင်ရလို့လွန့်ထွက်သွားပါသေးတယ်။ ကျွန်တော်တို့ရဲ့နေမည်ကိုအရင်ကဆာမူရိုင်းမျိုးတော်လို့ခေါ်ပါတယ်။လွန်ခဲ့တဲ့နှစ်20ကအာမန်တို့လို့ခေါ်တဲ့ဂျိုသားတွေရောက်လာပြီးကလေးကဓာတ်သုံးခွင့်တားမြစ်ခံရပြီးဆာမူရိုင်းတွေရဲ့ဘဝဟာနှီးကုန်းချုပ်ခဲ့ရပါတယ်။ဒီလိုခက်ခဲတဲ့အချိန်မှာဆာမူရိုင်းစိတ်တက်တဲ့လူတစ်ယောက်ကြံနေပါသေးတယ်။သူရဲ့နာမည်ကတော့ဆာကာတာကင်ဒိုဂီပဲဖြစ်ပါတယ်။ကာဂူရာနဲ့ကျွန်တော်ရှင်ပန်ချီဟာအစုံလုံးကင်စီမှာအတူတူလှုပ်လှုပ်နေပါတယ်။သူတို့သူစီမှာလှုပ်လှုပ်တာတစ်နှစ်လောက်ကြာပါပြီ။ဒါပေမဲ့သူတစ်ခါမှလာစာမပေးဘူးပါဘူး။ကာရီယာရှိရှိမူဝါတို့ဟာ ရှီမိုမိုတိုနဲ့ပူးလို့ကိုလာရေးမိတ်ဆက်ပါရင်ရှီမိုမိုတိုကအရင်ဆုံးဒီစီမန်ငင်းရည်ရချက်ကိုကြည့်ပေးပါဆိုပြီးစာရွက်ထပ်လိုက်ကြီးကိုကာရီယာစီကို ထိုးပေးခဲ့ပါရင် ကာရီယာကတော့ဒါဘာရီပြောတာလဲငါနားမလည်ဘူးဆိုပြီးစာရွက်တွေကိုဆွဲဖြတ်ပစ်လိုက်ပါရင်ဒါကຫນွေဦး enemy အတွက် presentation လားဘာလားဟာတစ်ဖက်မှာတော့ဒိုရှီရိုကခိုးကြောင့်ခိုးဝမ်းနဲ့ခြံတကူတဲကိုဝင်လာပြီးခြံတကားကိုဖွင့်ပေးလိုက်ပါရင်အဲ့ဒီမှာထွက်လာတဲ့အဖွဲကတော့ရှင်ဆန်ဂူမီဆိုတဲ့အစိုးရအထူးရဲတပ်ဖွဲ့ပဲဖြစ်ပါရင် ဒါကတော့ဟီဂျကတာဖြစ်ပြီးရှင်ဆန်ကမီရဲ့တူကောင်းဆောင်သူကညံအလွန်ကောင်းပါတယ်။အိုကီဒါကတော့ရှင်ဆန်ကမီရဲ့ဓာရဲ့အကျွမ်းကျင်ဆုံးတွေကတယောက်ပါ။သူတို့ကဒုတိယထပ်မှာအစည်းအဝေးလုပ်နေကြတာသူတို့လေးယောက်ထဲမှာတယောက်ကအာမန်တိုနှစ်ယောက်ကစီဝါရဲသမားပြီးတော့တယောက်ကသွေးအေးလူသက်သမားဟုတ်ပြီဒါဆိုရင်သွားကြရအောင်ဆိုပြီးပြေးထွက်သွားပါတော့ရင်အော်ဒါအစည်းအဝေးထဲမှာတော့မစ္စတာကာရီယာစီရဲ့အထောက်ပံ့ကလည်းကျွန်တော်တို့အာမန်တိုစီကဘာရီယာမှာလေအခုလေးနဲ့ကျွန်တော်တို့ရဲ့လိုအပ်စိတ်ယုံစီမှာလူစုပြီးပြီးတေချာနေရယူဖို့ပဲကြံတော့မယ် ကာရီယာကလည်းဒီစင်မန်ကင်းတာအောင်မြင်မယ်ဆိုရင်အဲဒိုတစ်ခုလုံးက9ရက်လောက်ကိုရောက်ပြီဆိုပြီးတော့ကြိတ်ပြီးဝမ်းသာနေခဲ့တာပါတကားခေါက်တန်ကြားလို့အစီကံကောင်းမလေးကတောင်းဖက်မလို့လို့တော့တကားကြီးရပွင့်သွားပါရင်ရှေ့ဆန်းကမီအဖွဲကရောက်လာပါပြီမင်းတို့ကိုအလစ်ဝင်တိုက်တာကလက်နဲ့ချကြတယ်ဒါရီကိုင်ကအပေါ်တက်ကိုပြေးဝင်သွားတော့စပွဲနဲ့စားဝဲတက်ဝဲတွေပဲကြံပြီးလူတွေကတော့တယောက်မှမတွေ့ရတော့ပါဘူးကစ်ချင်တော်ဟေချာကာတာရဲ့နောက်ကနေအိုဂီတာကလောင်ချာနဲ့သူ့ကိုပြစ်လိုက်တာပါဟေချာကာတာကအဆုတ်လုံးဝရမ်းကြိုက်ပါ စလုံးစုပ်ပြီးအောက်ဘက်ကိုကုန်းကခြေထောက်ကဖုံကိုတုပ်လိုက်တာကြောင့်ပြစ်လိုက်တဲ့လောင်ချာကတော့သူ့ကိုမထိသွားခဲ့ပါဘူး။ဝင်းကောတပ်ဖို့စူးစမ်းနေရလား။မဟုတ်ပါဘူး။ဟာတာလုံနေတာဟာတာဟာတာ။ဘာပဲပြောဟစ်ကတာကြီးကျွန်တော်စူးစမ်းသမျှတဲရဲရည်သွန်ဖြစ်ပြီးတော့တင်နေ။ဒါပေမဲ့ဟစ်ကတာတို့ကစီမံကိန်းစာရွက်တွေကိုတွေ့သွားတာပါ။ဂင်တိုဂီတို့ရဲ့ရုံးခန်းမှာတော့ဂင်တိုဂီဟာအေးအေးဆေးဆေးပဲ Weekly Shonen Jump မဂ္ဂဇင်းကိုထိုင်ဖက်နေပါတယ်။မာတီမန်ကဖတ်ဖို့အတွက်အသက်ကြီးလုံးနေပြီတင်နေ။ဒါပေမဲ့ငါအခုပဲဝင်ပြီးပြန်ပြီ။ ကာဂူရာကဟုတ်တယ်ကင်မန်ဂါဖတ်တာကဘိုင်လည်းမပြည့်ဘူးခမရဲ့သွေးကြောတွေကတခြားတက်ကလည်းပြောင်းလဲမှာမဟုတ်ဘူးရဲ့ဒါပေမဲ့ငါလည်းသိရလေဒါပေမဲ့ငါမန်ဂါဖတ်တာကိုဆိုးရနေပြီနောက်ထပ်မွေတော်လို့အမြဲတွေးမိရဲ့ဒါပေမဲ့ငါအမြဲဝဲမိနေရပဲမတတ်နိုင်အဲ့ချိန်မှာပဲဆဖိုမူဝစ်ဆောင်နဲ့ရှင်ပန်ချီကရောက်ချလာပြီးစည်ရင်တစ်ခုကိုလာပြသွားတယ်ငါတို့ဘာမှစားလို့မရတော့ဘူးထမင်းတော်စားကြမရှိတော့ဘူးဟာငါတို့ပတ်စံအောင်၃ညနာကိုကန့်နေပြီအဲ့ဒါကြောင့်ငါတို့နေရတာအဆင်မပြေတော့ဘူး ကင်တိုဂီကတော့စိတ်လျှော့မင်းကဝီကလီရှန်နွန်ချန်နာမဝယ်နိုင်တဲ့သူမဟုတ်လားပတ်စံမရှိဘူးဆိုတာကနာတာရှိယောဂလိုပဲဆိုတာကိုသိရမလားပတ်စံမရှိဘူးဆိုတာငါတို့ရဲ့ကံကြမ္မာပဲအဲ့ဒါနဲ့နေသားကြအောင်တာနေအဲ့ချိန်မှာပဲဆာအိုရီကလှုပ်လာလို့သူတို့အကုန်လုံးကငလင်လှုပ်တယ်ပဲထင်လိုက်ကြပါတယ်အခုနောက်ပိုင်းငလင်ကလှုပ်လိုက်ကြည်လားဟုတ်တယ်အထက်တန်းចောင်းသားတစ်ယောက်ကចောင်းသူ၅ယောက်နဲ့တစ်ခါရဲ့ဒေးလိုက်ရသလိုလှုပ်တာအဲ့ဒါတကယ်ရှိလို့လားဒါပေမဲ့ဂျမ်နေမှာတော့ရှိရလေ အချိန်မှာရုံခန်းရှိကနေလူခေါ်ဘဲကိုတီးတန်ကြားလိုက်ရပါတယ်။အဲ့ဒါကသတင်းစာပို့ရသူလားမသိဘူး။ရှင်မကြီး၊ तू က stock share အကျိုးဆောင်ဆိုရင်တခြား stock share အကျိုးဆောင်နဲ့ပြောပြီးသွားပြီဆိုပြီးပြန်လွှတ်လိုက်တော့နော်။ဒါပေမဲ့ကာကူရာကတော့ तू ကသာ stock share ရှင်ဆိုရင်နည်းနည်းတွေးကြိုဆိုရမှာလေ။ရှင်မကြီးကတကားဖွင့်ကြည့်လိုက်တော့အရက်ပုပိပက်ပြောင်းနေတဲ့ခေါင်းပေါ်မှာတချောင်းမဲရှိတဲ့သပင်၊ဘီနာကကြံရှိနေတဲ့သပင်တွေရတယ်။သပင်ရှိပုံစံစုပ်ပွားပွားမျက်မှန်တလက်ဒီလိုပုံစံနဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီလူကတော့ဒီနေရာဟာအစုံလုံးခင်ဆိုတဲ့အကြောင်းကြားဘူးလို့လာလို့ပြောတော့တိုးရအောင်ကြက်တဲ့တင်နေလို့ဟိုလူကြီးကသူတို့ကိုပြန်နှိုးနေရပါတယ်အမှုတဲ့မလာလာကြပြီဖြစ်တာကြောင့်သူတို့တိုးရအောင်ကအံ့ဩသွားကြတာဖြစ်ပြီးထိုင်ကုန်မှာအေးအေးဆေးထိုင်ကစကားပြောကြပါတယ်အဲ့လူရဲ့နာမည်ဟာကတ်တိုကန်လို့ခေါ်ပြီးအရှင်နှုံးကရူနင်တယောက်ပါငါတို့အခုနေရက်ဆက်တိုက်အမှုတဲ့ရနေပြီလားဒီအန်နမီအတွက်အထူးတလဲပဲဟေးရှင်မကြီးဆိုရင်လက်ဖေးလာချတာလက်တရောင်တုံနေတာပါ ကတူကန်ကသူ့ရဲ့ဆုံးရှုံးသွားတဲ့ရန်3မီလီယံကိုပြန်လိုချင်တယ်လို့ပြောလာပါဗျ။ကီတိုကီတို့ကသူတို့ဟာဓမြတိုက်ရမယ်လို့ထင်နေတာပါ။ကတူကန်ကခမရတို့ကဒုက္ခရောက်နေတဲ့သူတွေကိုအကူအညီပေးနေတာမဟုတ်ဘူးလား။ကံကူကတော့ငါတို့ရဲ့အကျိုးရအောင်အခုတိမပေးနိုင်သေးဘူးဆိုပြီးဒေါသထွက်ပါပြီ။ကီတိုကီကပဲအားလုံးကိုစိတ်ချဖို့ဝင်ပြောလိုက်ရပါတယ်။ဒါပြင်အဲ့ဒီပတ်စံနဲ့ရရင်ခမရကဘာလုပ်မှာလဲ။ကတူကန်ကလွန်ခဲ့တဲ့တလသူ့အလုပ်ထွက်ခံနေမှအလုပ်ထုတ်ခံလိုက်ရပါတယ်။လွန်ခဲ့တဲ့၃ဘက်ငွေလင်းခံရပြီးအိမ်မှာပြောင်းခဲ့တယ်။ နံပါတ်လောက်ကြတော့ကျွန်တော်ဇနီးနဲ့သမီးကစာလေးတစ်စောင်တော့မထားခဲ့ပဲကျွန်တော်ကိုခြံထားခဲ့တယ်။တပတ်ကြတော့ဒီလိုမျိုးစကားကိုပြောပြီးဆက်မပြောပဲလက်ဖက်ရည်ပါတောက်နေတာကြောင့်စိတ်ဝင်စားနားထောင်နေတဲ့ဟိုသုံးယောက်ကတော့ဒေါသထွက်သွားပါပြီ။ရှင်မန်ကြီးကတော့ပြောစမ်းဒီကန်ဆုံမုံမုံကြားမှုကြီးကအပတ်တိုင်းကိုကြားနေတော့မှလားဟာ။ကာကူရာကလည်းနောက်ဆုံးဘက်ကဘာဖြစ်သွားလဲသိချင်တယ်ပြောပြပါအောင်ဆိုပြီးခုံဆော့ခုံဆော့ဖြစ်နေပါပြီ။ကဲတိုကန်ကိုဂင်တိုကီတို့ကအော်တိုဆိုတဲ့အမျိုးသမီးကြီးစီကိုခေါ်သွားပါတယ်။အော်တိုစက ကင်တိုဂီရဲ့ရုံငန်းပန်ရှင်မှာရုံငန်းအောင်အိမ်အောင်တစ်ခုရေးဖြစ်ပြီးကင်တိုဂီတို့ကအိုဒိုစီကနေငှားထားတာဖြစ်ပါတယ်။အိုဒိုစ်ကမုန်းဆိုင်နဲ့ဆိုင်ဖွင့်ထားပြီးအခုအိုဒိုစီကိုရောက်တော့ကင်တိုဂီတို့ကသူတို့ပတ်စံအကြောင်းကိစ္စကိုပြောပြလိုက်ပါတယ်။ကက်သရင်းဆိုတာကတော့အိုဒိုရဲ့ဆိုင်မှာအလုံးလုံးနေတဲ့တခြားဂျိုဝါလာတဲ့ရွှေပြောင်းလုပ်သမားဖြစ်ပါတယ်။ကက်သရင်းကအရင်ကတခိုးလေးလုပ်ခဲ့ဘူးပါတယ်။အိုဒိုစ်ကနီလန်တစ်ခုတော့ရှိအောင်မှာပါလို့ပြောပြီးနေရာတစ်ခုရောက်သွားကြပါတယ်။အဲ့ဒီမှာဆရာဝန်ဝတ်ဆောင်တဲ့လူတယောက်လည်းရှိနေပါတယ်။ မင်းတို့မှာနှစ်ခုတောင်ရှိရာဘာလို့တစ်ခုကိုမရောင်းနိုင်ရမှာလဲမင်းတို့ယောက်ျားပြီးသားရင်တစ်ခုကိုရောင်းတဲ့နဲ့သူတို့ဘာရောင်းမှုကြံစီနေလဲဆိုတာကိုတော့မပြောပြတော့ပါဘူးပြည်သက်ကြီးလည်းတီးမှာပါဂင်တိုကီကတော့ဒါကအလုံးဖြူ့ဦးတဲ့ဆိုင်ကွန်ပြလာတော့မန်နေဂျာကနေမျက်မှတ်တက်လိုက်ပြောကြတာကိုတွေ့ခဲ့ရပါတယ်အဲ့တော့ကတော့နင်ဂျာရီရဲ့သုံးဆောင်ပစ္စည်းဖြစ်တဲ့ပျောက်ကွယ်စေတဲ့ဖြာနဲ့ဖုံးထားတဲ့ဆာရူတိုဘီပဲဖြစ်ပါတယ်ဆာရူတိုဘီကိုဟတ်ချန်ဆိုပြီးနာမည်ပြန်ခေါ်ကြပါတယ်ဟဲ့ကျဘာလို့မျက်မှန်မတက်တာလဲခမ ्या ကိုသူများတွေအမြင်ကလေးမှခမ ्या ပုံစံကျွန်တော်နဲ့တူလဲကိစ္စမရှိပါဘူးလို့ ရှင်မန်ကြီးကပြောလာခဲ့ပါတယ်။ဟက်ချန်ကဆာဒါဟာရုကိုပုတ်တက်နေလို့ဆာဒါဟာရုကပါဇက်တဲ့ဟက်ချန်ရဲ့ခေါင်းကိုထင်းငုံထားလိုက်ပါပြီ။ရှင်မန်ကြီးကတော့ခမည်းတော်မျက်မှန်တက်ထားရင်မှတ်မိမှာဒီလိုမျိုးဖြစ်စရာအကြောင်းမရှိဘူး။တကယ်ကဟက်ချန်ကဆာဒါဟာရုကိုဂင်တိုဂီထင်းနဲ့တွားပြီးပုတ်တက်နေခဲ့တာပါ။သူကဂင်တိုဂီကိုတပတ်သက်ကြိုက်နေတာ။အခုလည်းဟက်ချန်ကနဘောနမဲနဲ့သူ့ရဲ့ဝေးလျှော့တဲ့အစားအသောက်တစ်ခုကိုပကံလုံးတဲ့ထက်ကမှွေနေချော်လဲသွားပါတယ်။ဒါကြောင့်အစားအသောက်တွေကဂင်တိုဂီရဲ့ခေါင်းပေါ်ပြုတ်ကျသွားခဲ့ပြီးဟက်ချန်လည်းလဲကျသွားခဲ့ပါတယ်။ ရှေ့ကျွန်တော်ဒီလိုကျေကျေနပ်စကားတွေပြောတယ်ပေါ့လေကဲဆက်ပြောပါဦးကျွန်မထန်လာပြီတမမလည်းကတ်တိုကန်စီကိုရှီမိုမိုတိုနဲ့ပူးကရောက်လာပါယရှီမိုမိုတိုကနေကောင်းနဲ့မလားကတ်တိုမင်းစာချုပ်မှဒီလိုတေချာမကြည့်ပဲတစိမ့်တုံးထုခဲ့ရသလားကွာနောက်တစ်ခါမင်းသဘောတူညီမှုမလုပ်ခင်တေချာဂယူဆိုင်ခဲ့တဲ့နဲ့ကတ်တိုကအင်ကိုပြန်ဝယ်မယ်ပြောတော့ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ပူးကပြန်ပြောပါယဟိုနေကောင်ပြန်တော်တော့ဟာချန်ကရှင်ဒီကိစ္စကိုပြန်ပြီးစဉ်းစားတဲ့နဲ့ကျွန်မကျွမ်းကျင်လူသက်သမားဖြစ်ကလေးကလုံးကြံတက်ဖြည့်ရေးသမားလုံနေတာ သူတို့ကိုလာတတ်အောင်အခုပဲသူတို့ကိုတတ်ပြီးဖြာနဲ့လိပ်ပြီးမြောင်းနဲ့ပစ်ချရအောင်ကတူကသူ့ရဲ့တောင်းဆိုမှုကိုပြန်ပြောင်းချင်တယ်လို့ပြောလာပါတယ်။အဲ့ဒါကသူတို့ကိုတတ်ပြစ်ဖို့တော့မဟုတ်ပဲကျွန်တော်ဒီထက်ပိုတန်မာလာချင်တယ်လို့ပြောလာတာပါ။ကင်တိုဂီကဘာလို့ဖြစ်သူ့ပတ်စံကိုငါတို့တရားဖြစ်ဖြစ်နှစ်ရာဖြစ်ဖြစ်ပြန်ရအောင်ပြန်ရှာပေးရမယ်။လုံးစရာလည်းနည်းနည်းရှိသေးလို့ဒီနားတော့အောင်မယ်ဆိုပြီးထွက်သွားခဲ့ပါတယ်။ဒါကတော့ရှင်ဆန်ကုမီအစိုးရအထူးရဲတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကွန်တိုအီစာအိုပဲဖြစ်ပါတယ်။ဟစ်ကတာကစီမံကိန်းဆောင်ရွက်တဲ့ကိုအီစာအိုကိုလာပြတာပါ။ ဒါပေမဲ့ဆောင်ရွက်တွေကဘာလို့ဆိုလို့မန်းအီဆာဝါတော့နားမလဲပါဘူးအာမာဒိုရဲ့အစီအစဉ်အသေးစိတ်အချက်လက်လို့ကျွန်တော်ပြောတာကိုတယောက်ယောက်ကတော့အီဒိုမှာဖင်ရားကိုကြံစီနေပြီထင်တယ်ဒါပေမဲ့အီဆာဝါကဖင်ရားကိုကြံစီရဲဆိုတာဘာလဲဆိုပြီးပြန်မေးလိုက်ပါတယ်ကျွန်တော်ပြောတဲ့စကားကိုတခါမှမကြားဘူးလားဟဒရစ်စတာဆိုတဲ့တန်ယုံရှိကိုဂင်ဒိုဂီကရောက်လာတော့ကုဒရိုကက်ဆူရာကိုတွေ့ပါတယ်ကက်ဆူရာကတော်လန်ရေးခိုင်းဝင် အာဗန်ဒိုခေါ်ဂျိုသားတွေကိုပုံကံမှုစူးစမ်းနေသူပါ သူဝင်းနားမှာပင်ကွင်းပုံစံဖျူဖျူနဲ့အကောင်ကြီးကြီးကတော့အဲလီဇာဘက်လို့ခေါ်ပါတယ်။ဘာကောင်လဲဆိုတာတော့မသိရသေးပါဘူး။ကာဆူရာကဒီနေ့တော့အိုင်မှာအမ်မန်တိုတယောက်ကဒီလိုတစ်ခုလုံးကိုဖျက်ဆီးဖို့ကြံစည်နေတယ်ဆိုတော့ကောလာဟလာကိုကြားထားပါတယ်။အမ်မန်တိုကဘာလို့ဒီကိစ္စကိုလုပ်ရမှာလဲ။ငါလည်းမပြောတတ်ပါဘူး။ဒါပေမဲ့ဒါလည်းအမှန်ဆိုရင်ငါတို့သူ့ကိုချိန်မုံပြစ်မှန်ရမယ်။ကေတိုကြီးမင်းဒီမှာဘာလုပ်နေရလဲတော့ငါမသိဘူး။တတိရှိရှိနေတာတော့ကောင်းမယ်။တန်ယုံဆိုတာတခြားနိုင်ငံနဲ့ချိတ်ဆက်ထားတာကွာဂင်ဒိုဂီကကတ်ဆိုတာကိုအမြဲတမ်းဇူရာလို့မှားခေါ်နေကြပါ တန်ယုံရဲ့တောက်ချိုးအကွေလေးချာမှာတော့ဦးလေးတယောက်နဲ့ဂင်တိုဂီကသွားတွေ့ခဲ့ပါတယ်။တမက်မှာတော့ကြောက်တုံးကြီးကြီးကိုကက်ဘူရာကလောက်ဝက်ဆောင်နဲ့ရိုက်ချပြီးနှစ်ချမ်းခွဲပစ်လိုက်တာပါ။အဲ့ဒါကိုအခုမှကိုခိုင်မင်းညာစားတင်နဲ့ကက်တိုကန်ကိုလိုက်လို့ကြည့်ခိုင်းပါတယ်။ဟာ၊ तू အခုမှလုံးလို့ရပါမလားဟာ။နေပါရီပြောနေရတယ်ဒီလောက်လိုလေလေးကို။ဒါကြောင့်ရှင်ပန်ချီကတော့ကက်တိုကန်ကိုတစ်သားသားနဲ့အရင်စားတင်ပေးပါတယ်။ရာဆိုပြီးရှင်ပန်ချီကိုခုတ်ခုတ်ပြေးဝင်လာတဲ့ကက်တိုကန်ကတော့ကြတော့နင်းမိပြီးချော်လဲကြသွားပါပြီ ကေရူကနဲ့တွေ့တဲ့ဦးလေးကြီးကတော့မကြခင်ကစားပွဲကစတင်တော့မယ်နော်မင်းဒီလိုရေလျှောက်သွားနေမယ်ဆိုရင်တခုခုဖြစ်လိမ့်မယ်အ ਨੇ စုံတော့ဘာဖြစ်ဖြစ်ငါ့ကိုတက်ချင်တဲ့အကြောင်းအရာလေးကိုတော့ပြောပြသွားခဲ့ပါဦးဦးလေးကြီးကတော့အခုတလောဆူဆူညံ့ညံ့လုံနေတာဂင်နိုကီလိုပဲထင်နေခဲ့တာပါအဲ့ဒါဇူရာလေးငါမဟုတ်ဘူးဟာကတူကန်တော့သူဆက်ပြီးတမ်းမာလာတော့မယ်မထင်တော့တာကြောင့်လေးချင်းရင်ကိုဒီမှာရက်ပြဖို့ဆုံးပြတ်လိုက်ပါတယ်ဖီရှိမူရာဆိုတော့ဘာလို့လဲကင်တိုကီရဲ့အမိမတိတက်ခတ်ရေတမလားပြီးတော့ဖင်ယားမှုကြီးလုံနေတဲ့အမ်မန်တိုဆိုတာကလည်းဘာလဲကတူကလည်းတကယ်လက်လျှော့တော့မှာလား ဒီမှာရှိတဲ့သူတွေကိုတော့နှုတ်ဆက်ချိန်ကြားရောက်လာပါပြီ။ချန်တဲ့သူတွေကတော့ဆက်ပြီးစောင့်ကြည့်နေကြပါ။ဒီမှာနဲ့ကေတမအပိုင်းတစ်ကပြီးဆုံးတော့ပါပြီ။